ရန်ကုန်မြို့ပြည်လမ်းမပေါ်ရှိရေကစားမှန်းတပ်ဆောက်လုပ်မှုအနေအထားတွေကိုရန်ကုန်တိုင်းအစိုးရအဖွဲ့ကတာဝန်ရှိသူတွေကဧပြီလ10ရက်နေ့နေ့လယ်ပိုင်းကစစ်ဆေးခဲ့ကြပါတယ်။ ီလိုစစ်ဆေးရမှာတော့ပြည်လမ်းမပေါ်ရှိရေကစားမှန်းတပ်တွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတကြံပွဲတော်ကိုရိုးရမပြတ်ယဉ်ကျေးမှုကိုထိမ့်သိမ်းတဲ့ပွဲတော်ဖြစ်စေဖို့ထုတ်ပြန်ထားတဲ့စီကံချက်တွေကိုလိုက်နာမှုရှိမရှိစစ်ဆေးခဲ့ကြတာဖြစ်ပါတယ်စစ်ဆေးဆောင်ရွက်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့လဲကမာရုံမြို့နယ်မှူးရဲမှူးဇော်ဝင်းကမန်းတပ်တွေလာရောက်စစ်ဆေးစင်မှာပြောကြားခဲ့ပါတယ်တမတဲ့စီကံချက်ကိုမလိုက်နာဘဲနဲ့ဝစ်စားစီမှုတွေလည်းဒီလိုမျိုးနဲ့မလိုမကြုံနဲ့ဝစ်လာမယ်ဆိုတော့မျိုးကိုကျွန်တော်ကစင်မော်ထီအောင်အသက်မခံပါဘူး အဲကျူတင်ကာကွယ်မှုပေါ့အပြည့်ဝလုပ်သွားမှာဖြစ်ပါတယ်အပေါ်ရောက်သွားပြီးမှဒီပြည်သူတယောက်ကိုတားနေကျူနေတာကိုပြည်သူဖြောပြနေတာကိုဆွတ်ချမယ်ဆိုရင်ဒါအင်မီနာမှာရုပ်ရည်အစီအစဉ်ဖြစ်တဲ့ပြည်မျိုးဖြစ်ပါတယ်အဲ့လိုမျိုးမရအောင်လို့ကျူတင်ကာရောပြီးဆောင်းသောင်းဖြစ်တဲ့အတွက်အဲ့လိုမျိုးမဖြစ်အောင်လို့လုပ်သွားပါမယ်ဖြစ်ခဲ့လို့ရှိရင်လည်းပဲတာဝန်ခံအဓိကတာဝန်ခံနဲ့ခြားထားတဲ့လူလူရေးအဖွဲ့ပေါ့အဲ့မှာခြားထားတဲ့သူငါးရန်နဲ့လူလူရေးအဖွဲ့တာဝန်ရှိသူအားလုံးဒါဒီတမရဲဌာနရရနေမျိုးမှာအကြီးကြီးရနေမျိုးဟာတို့ရတယ်လို့ရေးယူသွားမှာဖြစ်ပါတယ်။ဒီမှာမြို့နယ်ရတဲ့ဖွဲ့မှာတော့မနအကြီးတုံးခုနဲ့ လေးသုံးခုရှိပါတယ်မနာအကြီးမှာလည်းသူရဲ့မနာလုံချုံရေးတွေငှားထားပြီးတော့ကျွန်တော်တို့ညောလင်ကရတက်ဖွဲ့ရလဲမနာတခုချင်းလိုက်တမန်အင်အားနဲ့လူဝေးတွေကိုခြားထားဆောင်ရပါတယ်အဲ့ဒီအပြင်ကမှဒီမနာတွေမှာအေးလာတဲ့ပြည်သူတွေဒါနားနေတာတွေကရာဆိုတာတွေကိုပတ်တန်းတွေမှုအတွက် CDV မှတ်တမ်းတွေလည်း CDV တက်ဆင်ပြီးတော့မှဖဲကူးပြီးတော့မှအဲ့ဒါတွေကိုကြည့်ပြီးတော့မှပြောတဲ့လူချိုးလေးတွေကိုဖြစ်ဆွဲလုပ်ပေးသွားဖို့ ီစဉ်ထားပါတယ်ဒီနေ့ကျွန်တော်ဒီလမ်းပေါ်မှာဟိုလှိုင်မြန်းကိုကျွန်တော်ကဘာရွတ်ပေါ့ဒီမန္တလေးဆောက်လုပ်တာနဲ့ပတ်သက်လို့မန္တပိုင်ရှင်တွေနဲ့ကျွန်တော်တို့တာဝန်ရှိတဲ့ဒီဒီဒီဒါခေါ်ယူတွေ့ဆုံပြီးတော့မှကျွန်တော်တက်မှတ်ထားတဲ့စီကံကျဲ၄၀နဲ့၄၀နဲ့အညီဒါတာဝန်ယူပြီးဆောင်ရွက်ဖို့ကျွန်တော်လူလူရေးပန်းရတယ်ပဲစနစ်တကျလုပ်ဖို့နဲ့ခက်ခါတာဝန်ခံနေတဲ့ကျွန်တော်တို့နဲ့ပေါင်းစပ်ပြီးတော့မှဒီပြည်ပြည်ပါနဲ့ဆောင်ရွက်သွားမယ်ဆိုရှင်ပြည်သူတည်ငြိမ်ရေးနဲ့အခြေခံရေးနဲ့ဒီဝဲရှိဘဲကိုအောင်မြင်နဲ့ပြသသွားမယ်လို့ ဟိုဆွေးနွေးဆုံးရွက်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်တို့တမတ်တဲ့အစည်းအဝေးကိုမလိုက်တော့ဘူးဆိုရင်တော့အဲ့ဒီကျွန်တော်တို့မနက်ရက်တာဝန်ခံတွေကိုဟိုတို့ရသလိုအရေးယူပဲကုစားတွေကိုလုပ်မဲ့ပြင်းမှတ်တမ်းတင်ထားပြီးတော့မှနောက်နေ့မှဒီမန္တလေးကိုပိတ်သိမ်းတဲ့အထိပေါ့ဒါဆရာတော်ကဖြစ်ပါလေဒီတဲ့ဆိုးပြီးမှပြည်မှုကြောင်းနဲ့ကျူးလွန်လာတယ်မွေးစေဝါတွေလည်းပဲတုံးဆွဲလာတယ်ဆိုရှင်တော့တက်ဆိုင်ရာပြည်စည်ဥပဒေပြည်မှုကြောင်းဥပဒေများနဲ့ဤဘိုးအထိအောင်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပညာပေးပြောပြထားပြီးဖြစ်ပါလေအဲ့ဒီတိုင်းပဲဆောင်ရွက်သွားမှာဖြစ်ပါလေဟုတ်ကဲ့ရန်ကုန်ပြည်ထောင်နဲ့ပတ်သက်လို့ကတော့နေ့စဉ်ကျွန်တော်တို့ င်ပါလာတာကျွန်တော်တို့လည်းလူကြွေးလူလာတာသုံးနှစ်ရှိပါပြီဒီနေ့ကတော့မန္တန်နှစ်ခုတွောပါတယ်လားတူတခြားမျိုးနယ်တွေပါတယ်မန္တန်တွေတွောတာတွေရှိပါတယ်ဒီနေ့လည်းပဲလူကြွေးကိုစနစ်တကျနဲ့ရဲရင်အား၈ထောင်ကျော်လားတူပဲအချိုးရေးပိုင်းဆိုင်ရာအင်အားတွေယခုမန္တန်ရဲ့တာဝန်ခံတွေနဲ့ပေါက်ဆပ်ပြီးတော့ဆောင်ရွက်သွားတာဖြစ်တဲ့အတွက်အေးချမ်းစွာနဲ့ပြတ်တန်းပြီးတော့ပြောင်းရှင်သွားနဲ့ပြတ်တန်းသွားနိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ခင်ဗျာ တကြံကာလအတွင်းလုံခြုံရေးထားရှိမှုတွေနဲ့ပတ်သက်ပြီးတော့လည်းရေကစားမန်တက်တွေကလည်းမန်တက်အတွင်းတာဝန်ယူဆောင်ရွက်လျက်ရှိပြီးရဲတပ်ဖွဲ့အင်အားကိုလည်းအရင်နှစ်တွေကထက်တိုးမြင့်ဆောင်ရွက်သွားမယ်လို့လည်းသိရပါဗျ။ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့တရုတ်ပြည်ဝစ်စားစင်ရင်မှုတွေကိုတော့မန်တက်တာဝန်ခံတွေကတတိပေးကဝစ်စင်ခြင်းမရှိအောင်ဆောင်ရွက်ရမယ်လို့လည်းသိရပါဗျ။ မန္တတောင်ဝင်ခံတွေကလည်းမန္တဆောက်လုပ်ပြီးစီးမှုအနေထားတွေနဲ့လာရောက်ရေကစားကြမဲ့သူတွေကိုလည်းထုတ်ပြန်ထားတဲ့စီကံချက်တွေကိုလိုက်နာဖို့တိုက်တွန်းပြောဆိုသွားမယ်လို့မန္တတောင်ဝင်ရှိသူတအူးကအခုလိုပြောပါရယ်။အဲမအားမန္တကတော့ပူဇ ့20ရာခိုင်နှုန်းတော့ပြီးကြီးသွားပါပြီ။အမားတို့ကပေါ့နေဆိုင်တွေရောညဆိုင်တွေရောပေါ့နော်။ဒီခုနရဲ့တပတ်တွင်းပဲအမားတို့မနေ့ဆက်တင်ရှိရဆိုဒီတပတ်တွင်းမှာနေဆိုင်ရောညဆိုင်ရောဆင်းပြရပါ။တက်နိုင်ဆုံးတော့အမားတို့ကဟိုစီကန်းချက်44ချက်ရှိရပေါ့နော်။အဲ့ဒီထက်ကနေပြီးတော့တက်နိုင်ဆုံးတော့အမားတို့လိုက်နာပြီးတော့ဟိုသူတို့ဟိုအခုဆိုလို့ရှိရင်ဝက်စာတူပြဲမဝေးရတာတို့ဘာတို့အဲ့အမျိုးတွေကိုလည်းအမားတို့ဟောတေချာလေးစစ်ဆက်ထားပါတယ်။ဟုတ်အခုနှစ်ရန်ကုန်တကြံအတွက်မန္တလေးစုစုပေါင်း200ကျော်ဆောက်လုပ်ခွင့်ရရှိခဲ့ပြီးပြည်လမ်းမပေါ်မှာတော့မန္တလေးဆက်နှစ်ခုခွင့်ပြုခဲ့တာဖြစ်ပါတယ်။